အဲ့ဒီမှာအိုးတော်တောင်းနဲ့ဖြစ်သွားတာအိုးတော်တောင်းနဲ့ဖြစ်တယ်ချမ်းသာကြွယ်ဝတဲ့ရာဇဝတ်တတိကြီးကလည်းနေချင်းကြချင်းရှင်ပိန်တော်လာဘုရားဘာသာကိုကိုွေတဲ့ဘုရားရဲ့တပည့်တော်ကအဖြစ်ခံပြီးတော့ဘုရားဘာသာအဖြစ်ခံယူလိုက်တယ်ရှင်ပိန်တော်လာ ကောင်းငင်ကြွပြီးတော့သွေးယူတဲ့အခမ်းအနားကို မတွေးလဲရတဲ့လူတွေက နောက်ကနေတကောင်းကောင်းလိုက်ပြီးတကိုးပြပါအောင် ပြပါအောင်နဲ့ဆိုဩဝတောင်းလဲနဲ့လူတွေလိုက်တော့ဗဲထီအောင်ရောက်တော့ဆိုဝေလို့ဝေလူဝန်ကျောင်းစီအောင်ရောက်သွားရောက်သွားတဲ့အခါမြတ်စွာဘုရားဆူညာဆူညာနဲ့ဒီလူအုပ်ကြီးကဘာလောက်ထားတော့လို့မေးတဲ့အခါရှင်ပိန်တော်လာတကိုးပြတဲ့အကြောင်းမြတ်စွာဘုရားကအစွမ်းတကိုးပြတာကိုမကြိုက်ဘူးဆုံးမတာကိုပိုကြိုက်တယ်ဒါကြောင့်မို့ရှင်ဘုံနိုင်လာကိုခေါ်မေးတယ် ခေါ်မေးတဲ့မှန်တဲ့အကြောင်းပြောတော့မြတ်စွာဘုရားရှင်ဘိနောလာကိုကဲရရှုတ်ချတယ်။နောက်တာမျိုးမလုပ်ဘူး။ဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားကအဆုံးတရားကြည့်တာ။အတူကြည့်တာမဟုတ်ဘုရားအရှိကြည့်တာ။နောက်ကျလို့ရှိရင်တကိုးမပြနိုင်တကယ်ရဟန္တာဖြစ်ရတဲ့ရဟန္တာမဟုတ်ဘူးလို့လူတွေရဲ့စိတ်ထဲမှာထင်သွားတတ်တယ်။ရဟန္တာဖြစ်တိုင်းတကိုးရှိတာမဟုတ်ဘူး။ စိတ်ကိုယ်သာပိုင်နိုင်တာဖြစ်တယ်တချို့ယဟန်တရားတွေကဇံပိညာတကူဆိုတာတပဋ္ဌာချက်စဉ်အောင်မြင်တဲ့ပုဂ္ဂိုလ်တွေမှလုံးလို့ရတာယဟန်တာတိုင်းလုံးလို့မရအဲ့တော့တကူမပြနိုင်တဲ့ပုဂ္ဂိုလ်တွေကိုယဟန်တာမဟုတ်ဘူးလို့ပြစ်မှားရင်ဒုက္ခရောက်မှာအဲ့ဒီဒုက္ခကိုမရောက်စေချင်ထားကြောင့်မို့ဘယ်သူမှတကူမပြရဘူးလို့ပြင်ညတ်တယ်ဇံတကူသဘိတ်ကလည်းအသားနဲ့လှုပ်ထားတဲ့သဘိတ်သုံးဝင်မပေးဘူးမြတ်စွာဘုရား တန်နဲ့မြေနဲ့ဒီတစ်ခုပဲခွင့်ပြုတယ်။တေသာသဘိတ်ကိုဂဏိတိ၃ဝယ်မရှိဘူးနော်။ဒါတောင်မှသဘိတ်တွေကြီးကနှီးသဘိတ်တွေပါလေလုံနေကြ။မလုံကောင်းဘူးနှီးသဘိတ်တွေနော်။တေသာသဘိတ်တွေအော်နှီးသဘိတ်တွေမလုံအောင်သဘိတ်ဆိုတာတန်သဘိတ်နဲ့မြေတစ်ဘိတ်ဒီတစ်ခုပဲသဘိတ်ရှိရ။ဝိနည်းတခါဘုရားတန်နဲ့မြေနှမျိုးသာလေရဟန်းတွေထုတ်အဆက်တဲ့ပုံ။ အဲ့ဒီမှာမြတ်စွာဘုရားကစန္ဒဂုသဘိတ်ကိုခွဲခိုင်းပြီးတော့စန္ဒဂုတောင်လေးတွေအတောင်လေးတွေကိုမျက်စင်းမျက်မျက်လုံးကွင်းမှုမျက်လုံးကွင်းလို့ရှိရင်မျက်စိရောဂါတွေတက်တာတယ်မျက်လုံးအေးတယ်အဲ့ဒီအတွက်စန္ဒဂုသားလေးတွေတုံလေးတွေကိုယဟန်သားကတွေဝေပေးခိုင်းတယ်ပေါ့စန္ဒဂုသဘိတ်ကိုခွဲပြီးတော့ အသားလုံးလေးတွေလှုပ်ပြီးတော့ရဟန်းတွေကိုဝေပေးတာတပိတ်ကိုလည်းတသားတပိတ်ကိုမသုံးဖို့မြတ်စွာဘုရားဝိနည်းသိက္ခာပုပညာလိုက်တယ်အဲ့ဒီရှင်ပိန်တော်လတကူပြလိုက်တာကိုကြည့်ပြီးမြတ်စွာဘုရားတကူမပြဖို့ပိတ်ပင်တားဆီးတာကိုအခွင့်ကောင်းယူပြီးတော့တခြားဘာသာတွေကတစကန်ထလာကြပြန်တယ်ဂေါရမဘုရားကတကူမပြရဘူးလို့ပိတ်တယ်ဒါတော့ငါတို့အွက်ပဲเนาะအဲ့တော့ ူပြည့်ညတ်တဲ့သိခဘုသူလဲနာလိုက်နာမှာပဲငါတို့ကဓာရီသိလို့အစအရာမပြတာကြည်ကောဓမကသူတပည့်တွေကိုသုံးမနေပြီတကူမပြရအောင်ငါတို့လည်းပဲအဲ့ဒါကြောင့်မပြတာငါတို့ကတကူရှိပြီးသားနဲ့ဆိုပြီးတော့ကြွားကြပြန်ကြွားတဲ့လူကကြမ်းဖန်ပြီးကြွားတာပဲเนาะအကြွားကမလျှော့ပြန်နောက်ဆုံးမှဘလောက်ထီအောင်ဖြစ်လာတော့ဖျားထီအောင်စိန်ခေါ်လာတယ်သူတို့က ကောဓမဘုရားနဲ့တကူပြိုင်မဲ့ဆိုရဲအဆင့်ထီအောင်ရောက်လာတဲ့အခါအဲ့ဒီမှာမြတ်စွာဘုရားကတကူမပြရင်မဖြစ်တော့တဲ့အနေအထားမျိုးရောက်လာပြိပိသရမင်းကြီးကရှင်ဘုရားတပည့်တွေကိုတကူမပြရဘူးလို့ပြညတ်တာဟုတ်ပါသလားဟုတ်တယ်ဒါဖြင့်ဒိဋ္ဌိတွေကတကူပြမဲ့နဲ့ပြိုင်မဲ့နဲ့ပြောနေပြီဘလို့လုံးမလုံးဆိုတော့သူတို့ပြိုင်ရင်ငါပြရတာပေါ့လို့ဆိုတော့ရှင်ဘုရားက တကောမပြအောင်လို့ပြညတ်ထားပြီဘလို့လုပ်ပြီးတော့အရှင်မရကဒီစည်းကမ်းကိုချိုးမှဖောက်ဖြစ်မှာတော့ဆိုတော့ငါဥပမာတစ်ခုပြောပြမယ်တဲ့တေမင်းကြီးပိုင်တဲ့တဲ့ဥယျာဉ်ကြီးရှိတယ်မို့လားတဲ့ရှိပါတယ်အဲ့ဒီဥယျာဉ်ကြီးတဲ့အသီးတွေကိုအခွင့်အမိတ်မရှိဘဲနဲ့ခူးတဲ့လူဟာမင်းပြစ်မင်းတန်းတင်းစေလို့မိတ်ထုတ်ထားတယ်မို့လားထုတ်ထားတယ် ဒါဖြင့်တင်မင်းကြီးကခူးတဲ့အခါရောတင်မင်းကြီးရောမင်းပြမင်းတန်တင့်လားဆိုအာတပီတော့ပိုင်ရှင်ပဲတဲ့ဘာဖြစ်ဘူးအေးအဲ့ဒါလိုပဲငါကလည်းပဲဒီသာသနာရဲ့ခေါင်းဆောင်ဖြစ်တယ်ငါပြကျင် ပြလို့ရတယ်ဆိုဟောဒီစကားရသော်ဗျာ तू မပါဘူးဒီထဲမှာပြင်းနေအဲ့ဒီမှာတိတ်တိတ်လေးနဲ့တကူပြိုင်မှုအနေထားမျိုးရောက်ရှိလာခဲ့တယ် နောက်ဆုံးမှာတာဝတိမြို့သွားပြီးတဲ့အခါမှာတကယ်ကတော့သူတို့နဲ့တကူပြိုင်စရာအကြောင်းလည်းမရှိဘူးသူတို့ကလည်းတကယ်အစွမ်းတကူဘာမှမရှိဘူးတက်တက်ကြွားလုံးထုံနေတာသာဖြစ်တယ်လက်တက်လမမှာခုံရင်တောင်မှပဲအဲ့လောက်ထိအောင်မြောင်းမှာမဟုတ်ဘူးနော်ခုံလိုက်လို့ရှိရင်လည်းကြောင်ကြကြမှာမဟုတ်ဘူးခွေးကြကြသွားမှာတော့ချာအဲ့လိုလည်းခုံလို့ကမရဘူးအဲ့တော့မြတ်စွာဘုရားက ဘုရားရဲ့စွန်ကိုပြမယ်ဆိုပြီးတာဝတိမြို့အေယာကိုတတ်မှတ်ပေးလိုက်တဲ့အခါတာဝတိမြို့ကဏ္ဍပကန္တဝိဉ္ဇောင်းစိုက်ပြိုးတဲ့တပည့်ရင်းမှာမြတ်စွာဘုရားတကူဗျာဒီဟာစတင်ပြအဲ့ဒီပြတဲ့အခါမှာလူတကာမလုံးနိုင်တဲ့စွန်ကိုလူတကာမလုံးနိုင်ဘူးဆိုရင်ဆန့်ကျင်မဲ့အရာနှစ်ခုကိုတပြိုင်တည်းဖြစ်ပေါ်အောင်လုပ်တာ ဆန့်ကျင်မဲ့အရာနှစ်ခုဆိုတာဘာလဲရှည်နဲ့မီးနော်ဆန့်ကျင်မဲ့အရာနှစ်ခုရှည်နဲ့မီးဆိုတာသဘာဝအပြည့်ဆန့်ကျင်အဲ့ဒီဆန့်ကျင်နေတဲ့သဘာဝမီးသဘာဝရှည်နဲ့မီးကိုတပြိုင်နက်ခန္ဓာကိုယ်ကနေပြီးတော့ထွက်အောင်ဥပမာမယ်မျက်လုံးနှလုံးထဲမှာတစ်လုံးကမီးလျံထွက်တယ်တစ်လုံးကရေတွေပန်းထွက်တယ်နားနှစ်ဖက်ရှိတဲ့အတွက်နားတစ်ဖက်ကမီးနားတစ်ဖက်ကရေ စัจจမဲ့ကိုဖော်ဆောင်ပြီးတော့ပြတဲ့ရှင်မီးအစုံတကူပြရဟာဆိုအောင်ပြမိဖြစ်ဖို့ရာအတွက်တိဇောကတိုင်းဝင်စားရတယ်ရှင်ဖြစ်ဖို့ရာအတွက်ကြတော့အဘောကတိုင်းဝင်စားအလုံးလင်းမြန်လို့ကြည့်တဲ့ပုဂ္ဂိုလ်ရဲ့မျက်စိထဲမှာရှင်နဲ့မီးဟာပြိုင်လို့ထွက်နေတယ်လို့ထင်ရတာမီးဆက်ဝိုင်းလေးလို့ပဲမီးဆက်ဝိုင်းဟာလင်းလင်းမြန်မြန်ဝိုင်းတဲ့အခါကျတော့ တကယ်စဝိုင်းလို့ထင်ရတယ်တကယ်ကတော့အဲ့ဒါလုံးမဟုတ်ဘူးအဲ့လိုမြတ်စွာဘုရားကရေနဲ့မီးအစုံပြုတ်ပြီးတော့တကောပြာရိဟာကိုပြတယ်တကောပြာရိဟာကောင်းကင်ညာမှာတကောပြာရိဟာကိုပြလိုက်တယ်ပေါ့အဲ့ဒါကိုမြန်မာပြည်မှာထုမချာနာသချင်းကြီးတီးတာကြားဖို့ရမှာပေါ့အဲ့ဒါရေမီးဆိုတကောပြာရိဟာကိုပြတာနော် ထူမခြားတဲ့တချင်းကိုနားထောင်ကြည့်မိရေစုံသားဆိုအဲ့ဒီဟောပြောတာမြတ်စွာဘုရားတကူပြတယ်အလုံးခက်ခဲတဲ့ဟာကိုလင်းလင်းမြန်မြန်လုံနိုင်စွမ်းရှိတယ်ဆိုတာဒါပေမဲ့ခဲနေပုံရေးကြီးပဲပြတာမခက်ဘူးမိကြီးပြတာမခက်ဘူးရေနဲ့မိကိုစုံအောင်လုပ်ပြီးပြတာကြတော့အလုံးခက်ခဲတယ် ကောင်းကင်ယံမှာမြတ်စွာဘုရားရည်မိဆုံးတကုတ်ပြတွေဟာကိုပြပြီးဖန်ဆင်းထားတဲ့နေမိတာဖရာပဂရိလူသားဖရာအမေးဖြေလှုပ်ပြီးတော့ကောင်းကင်ယံမှာတရားကိုလည်းဟောတယ်အေးတကုတ်ပြတွေဟာဒီလေအဲ့ဒီလိုပြပြီးတဲ့အခါမှာဝါဇုလဘိနေမှာတကုတ်ပြတွေကပြပြီးဝါဇုလဘိချက်တည့်ရနေ့ရောက်တဲ့အခါကျတော့ မြတ်စွာဘုရားအဘိဓမ္မာတရားဟောဖို့ရည်ရွယ်ချက်ရှိတယ်တဝရိသနတ်ပြည်ကိုကြွားလိုက်တာမြတ်စွာဘုရားရဲ့လက်ရခြေတော်မြောက်လိုက်တာနဲ့တပြိုင်နက်ဟိမွန်တန်တောင်ကဥရိတောင်ဆိုတဲ့နေထွက်တဲ့တောင်ကမြတ်စွာဘုရားရဲ့ခြေဘွားအော်ရောက်လာအဲ့ဒီကနေပြီးတော့လက်ဝဲခြေတော်ကိုမြောက်လိုက်တဲ့အခါတဝရိသနတ်ပြည်ရောက်တာ လူပြေကနေပြီးတော့ဥတီတောင်ထိတ်ထီအောင်ကတလှမ်းဥတီတောင်ကနေပြီးတော့တာဝရိန္ဒနတ်ပြည့်ထီအောင်တလှမ်းဖွားအနေနဲ့ပြောမယ်ဆိုရင်လူပြေမှာတဖွားဥတီတောင်ထိတ်မှာတဖွားတာဝရိန္ဒနတ်ပြည့်မှာလည်းတော့အဲ့ဒါကိုနှလန်းသုံးဘဝလို့ပြောတာနော်ခြေလန်းကတော့နှလန်းပဲခြေတော့ချတဲ့နေရာကသုံးနေရာဖြစ်တယ် နတ်နန်းသုံးဘဝနဲ့တောင်ရိတ်တန်တပြေရောက်သွားတယ်မြတ်ဆိုရအဘိဓမ္မာတရားဟောဖို့အဲ့ဒါလို့ကြွလိုက်တာ